အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတော့မယ့်ပုံမြင်လေးကတော့လောဘကြီးတဲ့စမှုစားတဲ့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအဲနာပါဂိုပီဆိုတဲ့သူကတော့တတော်လေးကိုစင်ရဲရှာပါတယ်သူကသူ့ရဲ့မိမရှာသားနဲ့အတူတူရွာငယ်လေးတစ်ရွာမှာနေထိုင်နေခဲ့တာပါသူကတော့ရွာထဲမှာရှိတဲ့အုံစုံဆိုင်တဆိုင်မှာအလौတမအနေနဲ့အလौဝင်းရှောက်လောက်ကိုင်းနေခဲ့ပါတယ်။တရမတော့သူအလौကနေပြန်လာတဲ့အချိန် လမ်းမှာစမူဆာကျော်ဆိုင်တဆိုင်တွေ့တဲ့အကျွတ်သူကလည်းတွားလိုက်ပါတယ်။အကိုကြီးစမူဆာတွေကပူပူလေးကျော်ထားတာပဲနော်။ဒါနဲ့တစ်ခုကိုဘလောက်နဲ့ရောင်းလဲ။တစ်ခုကို30ပါထည့်ပေးရမလား။တော်ပါတော့ဗျာ။တစ်ခု30ဆိုတော့ဈေးများတယ်။ကျွန်တော်မစားနိုင်တော့ဘူးတွားရုံပဲနော်။ပြောပြီးနောက်မှာတော့ကိုပီကလည်းအိမ်ဘက်ကိုထွက်လာခဲ့လိုက်ပါတယ်။အိမ်ကိုရောက်လာတဲ့အခါမှာသူကတော့သူ့ရဲ့မိန်းမကိုတွားပြောလိုက်ပါတယ်။မိန်းမကြီးဒီနေ့ငါအတော်လေးကိုစမူဆာစားခြင်းနေခဲ့တာဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လို့လဲ။ ။စမူစာကတစ်ခု30တောင်မှအရန်ကိုဈေးများတယ်။တစ်ခု30ဆိုင်တောင်မှငါနှစ်ခုလောက်ဝယ်လာ ခဲ့အောင်မလို့ပဲ။ငါတို့လည်းတယောက်ကို စမူစာတစ်ခုစားလို့ရတာပေါ့။ကောင်းတယ်ရှင် ကောင်းတယ်ရှင်မဝယ်လာတာအရန်ကောင်းတယ်။စမူစာတစ်ခုကို30တောင်မှဒီလောက်ဈေးများတဲ့စမူစာဘယ်သူကစားမလဲ။အိမ်မကျမထမင်းဟင်းချက်ထားပါလေရှင်။လာခဲ့လေကျမတို့အတူတူထမင်းပဲစားကြရအောင်။အေးအေးအေးငါတို့ထမင်းစားကြမယ်လေ။လာလာလာသွားကြမယ်။အရင်နေ့မှကိုပီကထမင်းစားပြီးတော့အစင်ပြေသွားခဲ့ပေမဲ့သူအတော်လေးစမူစာစားခြင်းနေခဲ့ရပါ နောက်နေ့အလောကနဲ့ပြန်လာတဲ့အချိန်မှလည်းသူကစမိုဆာကျော်ဆိုင်နာလေးကိုတော့လိုက်ပါတယ်။ဒီလိုတွေစမိုဆာရောင်းတာအတော်လေးဈေးများတာပဲ။တစ်ခု30ဆိုရင်လည်းသူတို့ရောင်းလို့ရတယ်လေ။တစ်ခု30နဲ့ရောင်းမယ်ဆိုရင်တော့ငါတို့လိုစင်ရဲသားတွေလည်းကောင်းကောင်းစားတောင်းနိုင်သွားကြတော့မှသူတရက်အလုံးအလုံးမှလည်းဒီအကြောင်းအရာတွေကိုပဲစဉ်းစားနေရင်တွေးနေခဲ့ပါတယ်။ညနေခင်းသူအိမ်ကိုပြန်လာခဲ့တဲ့အခါမှရှာသားပြောပါတယ်။ကဲရှင်ရောင်းလာပြီလားရောင်းလာပြီဆိုရင်တော့ခြေလမ်းမျက်နှာအမြန်ဆုံးဆေးလိုက်တော့လေ။ဘာဖြစ်လို့လဲမင်းထမင်းခူးထပြီလား။ အမလေးကျမစမူစာကြော်ထားတယ်စမူစာအတူတူစားဖို့အတွက် ပြောနေတာဘာပြောတယ်စမူစာဟုတ်လားဒီစမူစာကဘယ်ကနေဘလို့ရောက်လာခဲ့ရလဲမင်းအပြင်ကနေပြီးတော့ဝယ်လာခဲ့ရလားမဟုတ်တာရှင်းရလဲကျမဝယ်လာတာမဟုတ်ဘူးကျမအိမ်မှာပဲကိုရိုင်းစမူစာတွေကိုကြော်ထားတာလေတကယ်ပြောနေရလားမိမရင်မင်းကစမူစာလဲကြော်တတ်တယ်ဟုတ်လားဒါပေါ်ကြော်တတ်တာပေါ်ရှင်းစားကြည့်ရှာတော့ကိုလိုပြောလိုက်တဲ့အချိန်မှာတော့ကိုပီကလည်းခြေလက်မျက်နှာဆေးပြီးစမူစာအတူတူထိုင်စားခဲ့ပါရီစမူစာကိုစားပြီးတော့တဲ့ခါမှာတော့သူအံ့အားတင်သွားခဲ့ပါရီ ကဲပြောပါဦးကျွန်မလောက်ထားတဲ့စမူစာကြော်တွေကဘာတွေများအလောက်ထူးခြားနေလို့လဲဒီလိုမုတ်မျိုးကိုဈေးထဲမှာတော့မရနိုင်ဘူးမင်းလောက်ထားတဲ့စမူစာကြော်တွေအရန်စားကောင်းနေရှင်ကကျွန်မကိုအထင်သေးလိုက်တာရှင်ကျွန်မကထမင်းဟင်းချက်ပြုတ်ကြအရန်ကိုကြော်တယ်လीရှင်စမူစာစားကျင်တဲ့အချိန်တိုင်းကျွန်မကိုယ်တိုင်လှုပ်ပေးမယ်ဒါဆိုရင်ကောင်းတာပေါ့ငါတော့ဘယ်တော့မှဈေးထဲကစမူစာကိုစားမယ်ဆိုပြီးတော့မပြောတော့ဘူးရရမြောင်ကြီးကုံဆုံးသွားခဲ့ပြီးတရမှာတော့ဂိုပီကလည်းသူ့ရဲ့အနာဂတ်အတွက်စဉ်းစားနေရင်စိုးရင်ပူပန်လာတဲ့အတွက်ပြောလိုက်ပါရည် မိမရေငါတို့အခုလိုမျိုးနေထိုင်နေမယ်ဆိုရင်တော့တသက်အလုံးဆင်းဆင်းရဲပဲနေထိုင်ကြရတော့မှာခလေးတွေမွေးလာတဲ့အခါကျရင်ဘယ်လိုလုပ်မလဲ음ဟုတ်တော့လေဟုတ်ပါရဲ့ရှင်ဒါပေမဲ့ကျမတို့ဘာတွေများလုပ်လို့ရမှာမဟုတ်လို့လေမင်းစမူစာကြော်တာတကယ်အရန်ကိုကောင်းပြီးတော့အရသာရှိတာဆိုတော့ငါတို့စမူစာကြော်ဆိုင်လေးဖွင့်ကြမယ်ဆိုလို့ရှိရင်ဘယ်လိုလဲမင်းကစမူစာတွေကိုကြော်ပြီးတော့ငါ့ကိုပေးလိုက်ငါအပြင်မှာသွားရောက်ချပေးမယ်လေဟုတ်တယ်ကျမလည်းရှင်ဒီစကားပြောချင်နေခဲ့တာကြာပြီကျမရဲ့စိတ်ကိုယ်တွေကအကြံဉာဏ်တွေကိုရှင်ကလူယူသွားတာပဲ ရှင်နောက်နေ့ကစပြီးဒီလုပ်ကိုစလုပ်ဖို့အတွက်စီစဉ်လိုက်တော့လေနောက်နေ့မှသူကလည်းကုံစုံဆိုင်မှာလုပ်နေတဲ့အလုပ်ကနေထွက်လိုက်ပြီးနောက်မှာတော့သူ့မိမကိုစမူစာကြော်ခိုင်းလိုက်ပါတယ်ဒီနောက်ဂိုပီကတော့သူ့မိမကြော်ထားပေးတဲ့စမူစာတွေကိုယူပြီးဈေးထဲမှာတွားရှောင်းလိုက်ပါတယ်လာကြပါလာကြပါအရသာရှိတဲ့စမူစာကြော်တွေရမယ်အရသာအရန်ရှိတဲ့စမူစာကြော်တွေချင်းချင်းဆက်ဆက်လေးနဲ့စမူစာကြော်တွေစားပါအောင်ကဲအကိုကြီးစမူစာဘယ်လိုရောင်းလဲတစ်ခု30ပါအကိုပြော့ဒါဆိုဒီမှာ20ကျွန်တော်ကိုစမူစာနှစ်ခုထည့်ပေးပါ အကိုကျွန်တော်ကိုလည်းစမူစာကြောနှစ်ခုလောက်ထည့်ပေးပါဦး။ရှာသားကြော်ထားတဲ့စမူစာတွေကတကယ်အရသာရှည်လွန်ပါတယ်။သူရဲ့စမူစာကိုစားပြီးတဲ့သူတိုင်းကလည်းသဘောကျနေကြကြပါရဲ့။စမူစာတွေကိုစားပြီးရနေလူတွေကကျေနပ်လွန်းလို့နောက်တစ်ချိန်ထပ်ပြီးလာဝယ်စားကြသူတွေကြီးပါပဲ။အကိုစမူစာတွေကစားပြီးရစားကြည့်တာတော်တော်လေးအရသာရှိပြီးစားလို့ကောင်းတယ်။ကျွန်တော်ကိုနောက်ထပ်၄ခုပါဆယ်ထုတ်ပေးလိုက်ပါ။ကျွန်တော်အိမ်ကလူတွေကိုလည်းကျွန်တော်စမူစာချွေးကြည့်ရမယ်။ကော်ဖီအောင်တဲ့စမူစာတွေကိုလူတွေကတအားကိုသဘောကျနှစ်သက်လွန်ကြတဲ့အတွက် သူစည်းဆိုင်ဖွင့်တာနဲ့လူတွေဝိုင်းအောင်တိုးပြီးဝယ်ယူကြပါရယ်ခနာအတွင်မှာပဲသူရဲ့စမူဆာတွေအားလုံးရောင်းကုန်သွားတာကိုလည်းတွေ့ရပါရယ်ဒီအချိန်မှာဂိုဘီကလည်းဝမ်းသာပျော်ရွှင်နေကြပါရယ်ဒါပေမဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့စမူဆာကျော်ဆိုင်တွေအကုန်လုံးကတော့ဈေးမရောရတဲ့အခါမှာတော့သူကိုဒေါသဖြစ်နေကြကြတာပေါ့အကိုကြီးအကိုတို့ရေဒီမှာစမူဆာတွေရတယ်နော်ချင်းခံဆက်အချင်းလေးနဲ့အရန်စားကောင်းတဲ့စမူဆာတွေရတယ်တကယ်ရတာရှိတဲ့စမူဆာကျော်တွေကကျွန်တော်ဆိုင်မှာပဲရတာနော် မဟုတ်တာခမရကလည်းတကယ်အရသာရှိတဲ့စမူစာကကိုပီရောင်းတဲ့စမူစာတွေပဲသူ့ဆိုင်ကစမူစာကိုစားပြီးရင်ဘယ်မှမချက်ပြီးတော့စမူစာကြောင့်မစားကျင်တော့ဘူးတကယ်အရန်စားကောင်းပြီးအရသာရှိလို့ ਨੇ မင်းဒီမှာစမူစာဆိုင်ဖွင့်ထားလဲဘယ်သူမှမင်းရဲ့စမူစာကိုလာဝယ်စားကြမှာမဟုတ်ဘူးအဲဒါကြောင့်မင်းအကျော်ဆိုင်ဖွင့်မနေဘဲနဲ့တခြားအလုပ်တစ်ခုကိုပဲသွားလုပ်လိုက်တော့ကဲဘလို့လဲညီကိုအားလုံးတို့ရေကျွန်တော်ပြောတဲ့စကားမှန်နေမလားခမရကိုကျွန်တော်တို့အကောင့်နဲ့အကြံဉာဏ်ပေးနေရနော်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ကအကောင့်နဲ့အကြံဉာဏ်ပေးနေတာကျွန်တော်တို့စကားကိုနားထောင်လိုက် တနာစရာကောင်းတဲ့လူပြခမားဆိုင်ကမုတ်တွေကိုဘယ်သူမှအခုလာဝယ်စားကြမှာမဟုတ်တော့။တွားပြာတွား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 ကြခမားတို့ကြိုက်တဲ့ဆိုင်ကိုသာတွားပြီးမုတ်တွားဝယ်စားကြတော့ခမားတို့ဒီနေ့အထိကိုပီးရဲ့စမူစာကြော်တွေကိုစားနေကြတယ်။နောက်နေ့ကျရင်တော့ကျွန်တော်ဆိုင်ကစမူစာကိုပဲလာဝယ်စားကြလိမ့်မယ်ကြီးကြသေးရပေါ့။နောက်နေ့မှရှမ်ပူကလည်းဈေးထဲမှာစမူစာကြော်ဆိုင်လေးလာဖွင့်ခဲ့ပါရီ။ကဲကဲကဲလာကြလာကြအရသာရှိတဲ့ချင်းကန်ဆက်စမူစာကြော်တွေလာစားကြပါအောင်။အချင်းကငန်းငန်းဆက်ဆက်ချင်းချင်းလေးနဲ့အရန်စားလို့ကောင်းတယ်။ တကယ်ကိုအရသာရှိတဲ့စမိုစာကြောကျွတ်ကျွတ်လေးလာစားကြပါခဏနေပါဦးဘော်ရီများအလောက်တောင်မှကောင်းနေလို့လေစားကြည့်ပြီးသွားတဲ့အခါကျတော့မှအရသာဘလောက်ရှိလဲမရှိဘူးလဲဆိုတော့ကိုသိရမှာပေါ့မစားဘဲနဲ့ကျွန်တော်ကဘလို့ပြောပြရမှာလဲအေးဟုတ်ပြီလေဒါဆိုရင်တော့လေငါစားကြည့်ကြတယ်ငါ့ကိုစမိုစာကြောတစ်ခုအမြန်ဆုံးထည့်ပေးကျွန်တော်ရဲ့စမိုစာကတစ်ခုကို30နော်အေးအေးရတယ်ရတယ်30ဆိုလို့ရှင်လဲ30ပေါ့ကွာငါဝယ်စားမယ်ငောက်ပြီးသူရဲ့စမူစာကြောကိုစားပြီးသွားတဲ့ခါမှာလူတွေကလည်းသဘောကျနှစ်သက်သွားခဲ့ပါတယ် ူတကယ်ပဲစမူစာထဲမှာဘော်ရီများရောထည့်ပြီးတော့လှူချခဲ့တာပါလေအခုဆိုရင်တော့ဂိုပီရဲ့ဆိုင်ကစမူစာကြော်တွေကိုပဲသူမှမစားကြတော့ပါဘူးရှမ်ပူရဲ့ဆိုင်ကိုပဲတွားပြီးအားလုံးကလည်းစမူစာတွေကိုပဲယူစားတောင်းနေခဲ့ကြပါရဲ့ဒါတို့တွေ့ခဲ့ရတဲ့ခါမှာဂိုပီကလည်းဝမ်းနေတွားပါရဲ့ဒါကြောင့်သူတွေးနေနေပါရဲ့မနေ့ကအထီးငါဆိုင်ကစမူစာကြော်စားရတာအားလုံးကသဘောကျနှစ်သက်နေခဲ့ကြတာမဟုတ်လားဒီနေ့ရုတ်တရက်ကြီးဘလို့ဖြစ်ပြီးတော့ရှမ်ပူရဲ့ဆိုင်ကိုအားလုံးကရောက်သွားကြတာလေထူးဆန်းလိုက်တာကွာ သူအချင်းကိုအထူး special လောက်ထားတာပဲဖြစ်ရမယ်သူရဲ့အချင်းကိုပို့ကြိုက်လို့အားလုံးကသူ့ဆိုင်ကိုရောက်သွားကြတာများလားမနှက်ပြန်ကြလို့ရှင်တော့ငါအချင်းကိုဒီထက်ပို့ပြီးတော့စားကောက်အောင်လုပ်ခဲ့ရမယ်ဒီလိုစဉ်းစားပြီးနောက်မှာတော့ကိုပီကလည်းစိတ်ပြတ်ဝမ်းနေစွာနဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်အိမ်ကိုရောက်သွားတဲ့အခါမှာတော့သူရဲ့မိန်းမကိုတကယ် sorry အားလုံးပြောပြခဲ့ရပေါ့ရှာသားကလည်းသူ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာတော့ပြောလိုက်ပါတယ်ရပါတယ်ရှင်ဒီနေ့ဈေးရောက်မကောင်းလို့ဘာမှအလောက်ကြီးလဲစိတ်ထက်ကြပြီးဝမ်းနဲ့မနေနဲ့မနှက်ပြန်ကြရင်ပိုကောင်းတဲ့အချင်းကျမလုပ်ပေးမယ် နောက်ပိုင်းဆိုရင်တော့ငါတို့ကိုယ်တိုင်ကြော်ထားတဲ့စမူစာကိုပဲအားလုံးကစားကြမှာစိတ်ပူမနေနဲ့အရာတော့ကောင်းဆုံးအချိန်နဲ့အဲဒီတို့သူပြန်လာခဲ့ပြီးရောအော်လိုက်ပါတယ်ကဲကဲကဲလာကြပါလာကြပါအရာတာရှိတဲ့စမူစာကြော်ရရမယ်နော်စမူစာပူပူလေးလာရောက်တုံးဆောင်ကြပါဦးဂိုပီကတော့ဝယ်သူတွေကိုအချိန်အချိန်အော်ခေါ်နေခဲ့ပါတယ်ဒါပေမဲ့သူ့စီကိုရောက်လာတဲ့ဖောက်တဲ့ကတယောက်စာနှစ်ယောက်စာများသာရှိပါတယ်ဂျန်နဲ့သူတွေအကုန်လုံးကတော့ရှမ်ပူရဲ့ဆိုင်ကိုသွားပြီးတော့ပဲစမူစာကြော်ရကိုဝယ်စားကြပါတယ် သူရဲ့အချင်းအရာကောင်းတယ်ဆိုတဲ့အကြောင်းလေးကိုလည်းချေချိုးစကားပြောဆိုနေခဲ့ကြပါသေးတယ်။ရှမ်ဘူးအချင်းရကတော်တော်လေးကိုစားလို့ကောင်းတာပဲ။ကွက်တီနော်။ဟုတ်တယ်ဟုတ်တယ်။သူ့အချင်းကတကယ်အတော်လေးအရသာရှိပြီးစားလို့ကောင်းတယ်။အားရကြောင်ငါတို့ကလည်း30တန်းစမူစာကိုမစားပဲသူ့ရှိက20ပိုပေးရတဲ့စမူစာကိုပဲစားနေကြတာပေါ့။အရသာမကောင်းပေနဲ့ငါတို့ကဈေးကြီးကြီးပေးဝယ်စားကြပါမလား။ကိုပီရဲ့စမူစာကျော်တွေကအရန်ကိုတန်ရှင်းလွန်ပြီးဈေးလည်းထောက်ဝက်လောက်နဲ့ပဲရောင်းချပေးနေခဲ့တယ်ဆိုပေမဲ့ ဝယ်သူတွေကတော့ရှမ်ပူရဲ့ဆိုင်ကအကျော်တွေကိုသာသွားဝယ်စားခဲ့ကြပါတယ်။ကြောက်တွေ့ကြရတဲ့အခါမှာကိုဘီတယောက်ဝမ်းနဲ့ခြေကွဲသွားပါတော့တယ်။ဒါကြောင့်သူကလည်းသူ့ရဲ့မိမရှာသားကိုတော့ပြောလိုက်ပါတယ်။မိမကြီးငါတို့ကတော့အရသာရှိတဲ့စမူစာတွေကိုကြောရောင်းနေခဲ့ပေမယ့်အားလုံးကငါတို့ဆိုင်ကစမူစာကြောတွေကိုမစားချင်ကြဘူးဖြစ်နေတယ်။အားရကြောင်အကိုစမူစာတွေကိုကြောမြောင်းတော့ရင် ကောင်းမလားဆိုပြီးတော့စဉ်းစားနေရ။ရှင်ရလေရှင်အလောက်ထိအမြန်ကြီးရောလေအာမလျှော့လိုက်ပါနဲ့ဖယားသခင်ကိုယုံကြည်လိုက်လေ။ကျမအထင်ပြောရမယ်ဆိုရင်တော့ ရှမ်ပူးတစ်ခုခုမကောင်းတာလုပ်နေတယ်လို့ကျမကတော့ထင်တယ်။သူကစမူဆာကြော်ထဲမှာတစ်ခုခုရောထဲနေလို့ဒါလူတွေအကုန်လုံးကသူရဲ့စမူဆာကြော်ကိုဆိုရင်တန်တန်ဆွဲဖြစ်နေရတာပေါ့။နောက်ဆုံးမှာတော့သူ့ရှိကနေစမူဆာကြော်တွေကိုဝယ်စားနေကြတာမကောင်းတာတစ်ခုခုရောထဲထားလို့ပဲ။ဒါဆိုလို့ရှင်တော့ဘာရီများလဲဆိုတော့ကိုမင်းထင်လဲ။ရှင်ခဏလေးစောင့်နေလိုက်ပါမကောင်းတဲ့လောက်ရက်ကိုလှုပ်တဲ့သူတွေကဘယ်တော့မှအကြာကြီးဒီလောက်ကိုလုံးလို့မရဘူး။တရကြရင်တော့သူ့အကြောင်းတွေအားလုံးပေါ်ထွက်လာပါလိမ့်မယ်။ ရှာသားရဲ့ပြောစကားတွေကတော့အမှန်တကယ်ပဲဖြစ်ပြလာခဲ့ပါတယ်။ရှမ်ပူးကလောဘကြီးလွန်ပါတယ်။သူကစမူဆာကြောင်းတွေရောင်းရစေဖို့အတွက်အချိန်နဲ့မှမူရစေဝါတွေရောထည့်နေကြရပါ။ဒါကြောင့်အားလုံးကလည်းသူရဲ့စမူဆာကြောင်းတွေကိုစားဖို့အတွက်အချိန်တစ်ခုလိုဖြစ်သွားခဲ့ကြတာပါ။ဒါပေမဲ့မကောင်းတော့ကိုလှုပ်တဲ့သူတွေရဲ့လောက်ရကတော့အမြန်ပေါ်လာလိမ့်ရှိပါတယ်။တရားမှာတော့ဒုက္ခပဲနေငေါ့ကိုဘလို့အကြော်ကျွေးလိုက်တာလဲ။ငေါအန်ချင်လာပြီ။ ကျွန်တော်ကအရသာရှိပြီးကောင်းမွန်တဲ့ပစ္စည်းတွေကိုပဲရောင်းတာဒီနေ့အထိကျွန်တော်ရဲ့စမူဆာကိုစားပြီးပဲဒုမဘာမှမဖြစ်ဘူးဘူးငါဖြစ်တယ်လေငါဖြစ်တယ်နင်တခုခုရောထည့်ထားတယ်ဆိုတော့ကိုငါသိတယ်အမျိုးသမီးဆက်ပြီးအန်နေခဲ့တဲ့အခါမှာတော့သူ့ကိုဇေယုံကိုခေါ်သွားပြပေးခဲ့ရပါတယ်နောက်တော့ဇေယဝင်ကလည်းစစ်ဆေးလိုက်ပါတယ်ဒီအချိန်မှာသူ့ရဲ့လောဘချက်တွေအားလုံးပေါ်ထွက်လာခဲ့တဲ့အတွက်သူလည်းဖမ်းခံလိုက်ရပါတယ်နောက်တော့လူတွေအကုန်လုံးကလည်းတန့်ရှင်လက်ဆက်စွာလှုပ်ထားတဲ့ကိုပီဆိုင်ကစမူစာကျော်တွေကိုသာဝယ်စားခဲ့ကြပါတော့တယ် နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံများလေးကတော့အရက်အရှိကြီးနဲ့သတို့သမီးဆိုတဲ့ပုံမျိုးပဲဖြစ်ပါတယ်။ကာဂျယ်ဆိုတဲ့မိန်ကလေးတယောက်ကတော့သူမရဲ့ကြောင်းမှာအရက်အမြင့်ဆုံးမိန်ကလေးတယောက်ဖြစ်ပါတယ်။အရက်ရှိတာနဲ့အတူတူသူမအရန်ကိုလည်းချော်မော်လှပါလွန်ပါတယ်။ကြောင်းမှာရှိတဲ့ကောင်လေးတွေအလုံးကသူမနဲ့တငယ်ချင်းဖွဲ့ချင်းကြတာပေါ့။ကောင်လေးတွေအကုန်လုံးကကာဂျယ်လောက်အရက်မရှိကြပါဘူး။ကြောင်းမှာရှိတဲ့အတုလ်ဆိုတဲ့ကောင်လေးတယောက်ကသူ့ကိုသဘောကျနေခဲ့ပါတယ်။ကာဂျယ်ကလည်းအဲ့ဒီကောင်လေးကိုသဘောကျပါတယ်။ တစ်ခါမှာတော့ကာဂျယ်ခလေသူရဲ့မိဘရင်းနဲ့အဂျီတိုတို့အတော်ဖြစ်သူရဲ့ကာလီမင်္ဂလာဆောင်ကိုသွားခဲ့ပါရီမင်္ဂလာဆောင်မှာသူ့ကိုတွေ့မြင်ခဲ့ရတဲ့သူတွေအကုန်လုံးကလည်းအံ့အားသင့်နေခဲ့ကြပါရီသူ့ကိုကြည့်တဲ့သူတွေအကုန်လုံးကလည်းငေးပေးကြည့်နေခဲ့ကြတာပေါ့တိုက်ဆိုင်စွာနဲ့ဒီမင်္ဂလာဆောင်ကိုအတော်နဲ့သူ့ရဲ့မိဘရင်းကလည်းရောက်ရှိနေခဲ့ပါရီတယောက်ကထပြောလိုက်ပါရီအိုဖီးယားတခင်ဒီမင်းကလေးအရက်အတော်လေးကိုရှိတာပဲဘာလို့ဒီလောက်ကြောင်မှအရက်ရှည်နေရတာလဲဒီလောက်အရက်ရှည်လွန်နေမင်းကလေးကိုငါဒီနေ့အထီးကြခါမှမတွေ့ဘူးဘူး နောက်ထပ်မျိုးသမီးတယောက်ကပြောလိုက်ပါတယ်။အေးလေဟဲ့ဟုတ်တယ်သူ့လိုမင်းကလေးကိုဘယ်သူလက်ထမလဲ။သူ့အတွက်ဆိုရင်တော့ဘလောက်ရက်ရှည်တဲ့ကောင်းလေးကိုလိုက်ရှာရမလဲတော့မသိရော။အတုလ်ကတော့မင်းကလေးကိုတတိချာကြည့်ပြီးနောက်သူ့ရဲ့အမေကိုပြောလိုက်ပါတယ်။အမေဒီမင်းကလေးနဲ့လက်ထပ်ခွင့်ရတဲ့သူကတကယ်အရင်ကကံကောင်းတဲ့သူဖြစ်မှသီလား။အတုလ်ရဲ့အမေကလည်းပြောလိုက်ပါတယ်။ဒုက္ခပဲအတူလေးရဲ့တလောက်အရက်ရှည်တဲ့မိန်းကလေးကိုဘယ်သူကလိုချင်ပါလဲအမေကျွန်တော်လိုချင်တယ်လေ အမေသူရဲ့မိဘတွေစီသွားပြီးကျွန်တော်တို့မင်္ဂလာဆောင်အကြောင်းစကားပြောပေးလို့ရမလားကျွန်တော်သူနဲ့လက်ထပ်ချင်နေမိဒီအချိန်မှာမိခင်ဖြစ်သူကတော်လေးအံ့အားတင်သွားခဲ့တဲ့အကြောပြောလိုက်ပါတယ်ဟဲ့နေရုံးနေလားတာရဲ့ဘာဖြစ်လို့ဒီမိန်ကလေးကိုနင်းတလောက်တောင်သဘောကျနှစ်သက်နေရတာလဲတခြားမိန်ကလေးနဲ့ထပ်ပြီးရရှာလို့မရတော့လို့လားမဟုတ်ဘူးအမေရဲ့တကယ်လို့လက်ထပ်မယ်ဆိုရင်တော့တာဒီမိန်ကလေးကိုပဲလက်ထပ်ချင်နေတကယ်လို့သူ့ကိုယ်သားလက်မထပ်ရဘူးဆိုရင်တော့ကျွန်တော်အိမ်ကနေထွက်သွားဖို့အတွက်စဉ်းစားထားတယ်မိ မိခင်ဖြစ်သူကိုယ်တိုင်ကလည်းစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့တဲ့နောက်မှာတော့သူ့ယောက်ျားနဲ့ဒီစောင်းကိုတိုင်မြင်လိုက်ပါရီရပါတယ်မိမရဲ့ဘာဖြစ်လို့လဲငါတို့သားလေးကိုယ်တိုင်ကအဲ့ဒီမိန်းကလေးကိုအရင်သဘောကျနှစ်သက်နေရဲဆိုရင်တော့သူတို့နှစ်ယောက်ကိုလက်ထပ်ပေးလိုက်ကြတာပေါ့သားကိုယ်တိုင်သဘောကျနေမှာတော့ငါတို့ကဘာမှဝင်ပြောစရာရှိအောင်မလဲငါကိုယ်တိုင်ပဲစကားသွားပြောကြည့်မယ်ကာကြလေးမိဘတွေကလည်းသူတို့သမီးလေးကိုအမြန်ဆုံးတစုံတစ်ယောက်နဲ့လက်ထပ်ပေးဖို့အတွက်ဆန္ဒရှိနေခဲ့ကြတာကိုကြားသိခဲ့ရတဲ့အခါမှာတော့သူတို့လည်းသဘောကျသွားခဲ့ကြပါသေး သူမအရက်ရှည်လုံးနေခဲ့တဲ့အတွက်ကြောင့်မလို့ပဲကောင်းလေးမသူမကိုလက်မထပ်ချင်ခဲ့ကြပါဘူး။ဒါကြောင့်ရာဂျက်ကလည်းကကြရီရဲ့ဖခင်ဖြစ်သူကိုမင်္ဂလာကိစ္စသွားပြီးကမ်းလှမ်းခဲ့ပါရည်။အကိုကျွန်တော်တို့ကတော့အကိုရဲ့တမီးလေးကိုရမ်းသဘောကြရည်။ခမရရဲ့တမီးလေးနဲ့ကျွန်တော်ရဲ့သားလေးကိုလက်ထပ်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကနေပြီးတော့အဆင်ပြေပါရည်။ကျွန်တော်တို့အကြောဒါကဝမ်းသာပျော်ရွှင်စရာကိစ္စတစ်ခုဖြစ်မှာပါ။မင်္ဂလာရဲ့ဖခင်ဖြစ်သူကလည်းပြန်ပြောလိုက်ပါရည်။ကျွန်တော်တမီးလေးအရက်အရမ်းရှိတယ်ဆိုတာကိုတော့အကိုလည်းတွေးတဲ့အတိုင်းပဲ။ သူအရင်နဲ့ပတ်သက်ပြီးဘာပြဿနာမှမရှိဘူးလားဟုတ်ကဲ့ကျွန်တော်ဘက်ကနေဘာပြဿနာမှမရှိဘူးအကိုရဲ့သမီးလေးအရက်ရှိတယ်ဆိုတော့ကိုကျွန်တော်သားလေးကလည်းကောင်းကောင်းသိတယ်ဒါတော့မှသူကအကိုရဲ့သမီးလေးကိုလက်ထပ်ချင်နေသေးတာဆိုတော့ကျွန်တော်တို့အနေနဲ့ဘာမှကံမကွက်တော့ပါဘူးဒီလိုနဲ့ကာဂျယ်နဲ့အတောတောနှစ်ယောက်စလုံးရဲ့မိဂလာဆောင်ကိုမိဘတွေကသဘောတူပေးခဲ့ကြပါရဲ့အားလုံးကလည်းဝမ်းသာပျော်ရွှင်နေကြပါရဲ့မပျော်ရွှင်အောင်ဆိုလို့မိခင်တယောက်သားရှိပါတယ် သရိုးသားရဲ့အမေကတော့ဒီမင်္ဂလာပွဲကိုတဆက်ကလေးမှသဘောမတူခြင်းခဲ့ပေမဲ့တားလီရဲ့ပျော်ရွှင်မှုအတွက်သာပစပ်ပိတ်နေခဲ့တာပါတူဦးဒီတော်သားလေးကဆန္ဒပြင်ပြနေခဲ့တဲ့အခါမှာတော့သူလည်းဘာမှပြောလို့မရခဲ့ပါဘူး။ဒီနောက်မှာတော့ကာဂျယ်နဲ့အတူတူနှစ်ယောက်လုံးလက်ထပ်ခဲ့ကြပါရယ်။ကာဂျယ်လက်ထပ်ပြီးရခမအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့နေရအသည်တစ်ခုမှသူမနာမည်အကြီးဆုံးဖြစ်လာခဲ့ပါရယ်။လူတိုင်းကလည်းအရက်ရှည်လွန်နဲ့ချွေးမလေးကိုငေးကြည့်နေခဲ့ကြတာပေါ့။အတော်လေးရဲ့အတော်ဖြစ်သူကလည်းပြောလိုက်ပါရယ်။ ဟဲ့ဟဲ့ဟဲ့ကြည့်ပါအောင်ဟဲ့ချွေးမလေးကအရက်ရှိလိုက်တာနည်းတဲ့အရက်ကြီးလားသူအိမ်တဲကိုဝင်မယ်ဆိုလို့ရှင်တော့ငါတို့အနေနဲ့တကားကိုချိုးပြမရမယ်နဲ့တူတယ်တကားအစ်တတချံနောက်ပြီးတော့လုံနေရလိမ့်မယ်ဒီအချိန်မှာနောက်ထပ်မင်္ဂလာဆောင်ကိုရောက်ရှိလာခဲ့တဲ့အမျိုးသမီးတယောက်ကထပ်ပြောလိုက်ပါတယ်ဟဲ့ဒါနဲ့နင်ကရောဒီအရက်ရှိတဲ့မိန်ကလေးကိုဘယ်နေရာကနေသွားရှာလာခဲ့တာလဲငါရဲ့အသက်အရွယ်နဲ့လောကကြီးတစ်ခုလုံးဒီပါကိုမြင်တွေ့ပြီးပြီဒါပေမဲ့ဒီလောက်ထိအရက်ရှိတဲ့မိန်ကလေးကိုတော့ငါဘယ်တော့မှမတွေ့ခဲ့ဘူးဘူး ဘုံမောင်ကတော့ပထမတွေကမင်္ဂလာဆောင်ကိုသဘောတူကျင်ခဲ့တာမဟုတ်ပါဘူး။ပဝင်းချင်းကလူတွေအားလုံးရဲ့ပြောစကားခတ်တန်တွေကိုကြားခဲ့ရတဲ့အခါမှာတော့သူမအတော်လေးဒေါသတွေထွက်နေခဲ့ပါတယ်။ဒီစကားတွေကိုကြားရတော့သူမအတွက်စိတ်ရှုပ်စရာပါပဲ။ကာဂျယ်ကတော့အခုမှနေရာအစ်ကိုရောက်ရှိလာခဲ့တဲ့ချွေမအစ်စ်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့စကားတွေအားလုံးကိုပါဇက်ပိတ်ပြီးနားထောင်နေခဲ့ပါတယ်။ဒီနောက်မှာတော့ကာဂျယ်ကလည်းပြောလိုက်ပါတယ်။အမေကျမအတွက်ကြောင့်နဲ့အမေစကားတွေအများကြီးကိုနားထောင်လိုက်ရပြီနော်။ အမေစိတ်ရှုံနေတယ်ဆိုတော့ကိုကျမနားလေပါတယ်အမေရဲ့အဲ့ဒီအတွက်လည်းကျမတောင်းပန်ချင်ပါတယ်ဒီအချိန်မှာဦးမောင်ကလည်းပြောလိုက်ပါတယ်ဒါရီအားလုံးကိုငါနားထောင်နေရတယ်ဆိုတော့ကငါသားလေးအတွက်ပဲငါသားလေးကြောင့်ဒီစကားတွေကိုငါနားထောင်နေရတာတော်ပါတော့အမေရဲ့တော်ပါတော့ဘာလို့တလောက်ကြောင့်မှဒေါသအရန်ကိုကြီးနေရတာလဲဘလို့မဆိုသူကအမေရဲ့ချွေးမလေးပဲလေမဟုတ်ဘူးလားသားနဲ့လက်ထပ်ပြီးတော့အိမ်ပေါ်တော်ရောက်နေပြီအမေရဲ့တော်ပါတော့နော်နောက်နေ့မှာတော့ဦးမောင်ပြောလိုက်ပါတယ် ကဲချွေးမလေးရေဒီနေ့နေပထမဦးစောင်းမီဖို့ကံနဲ့ဝင်ရမယ်နေဆိုတော့မဟုတ်ချိုလေးပါလေးတခုခုသွားလို့ဒါနဲ့အမေကျမမဟုတ်ချိုဘလို့လောက်ရမလဲကျမအမေရဲ့မီဖို့ကံနဲ့ကိုဝင်သွားကြည့်ပြီးသွားပြီးရက်လို့တော့မရဘူးအမေမီဖို့ကံကတော်တော်လေးကိုကျင်းနေပြီးတော့နှိတ်လဲနှိတ်နေတယ်ကဲဒီမှာလောရှင်မငါနဲ့အတွက်နဲ့မီဖို့ကံတစ်ခုလုံးကိုဖြတ်ပြရအောင်မလားနည်းနည်းလေးကုန်းပြီးတော့လုပ်မယ်ဆိုလို့ရှင်တော့နင်ပါရီမြဖြစ်သွားမှာမဟုတ်လို့လေခါကြိုသွားမှာလည်းမဟုတ်ဘဲနဲ့ကာဂျယ်ကတော်တော်လေးဝမ်းနေသွားခဲ့ပါတယ် ဘာမှလည်းအရင်ကြီးစိတ်မပူပါနဲ့။နင်အလောက်ထိစိတ်ပြတ်သွားစရာအကြောင်းမရှိဘူး။ငါနဲ့ကိုအစဉ်ပြေအောင်လို့လုပ်ပေးမယ်ဟုတ်ပြီလား။ငါမိဖို့ကိုအပြင်းမထုတ်ပေးလိုက်မယ်ဆိုရင်တော့နင်ဟင်းချက်လို့ရပြီ။ခရီးခါကြရင်တော့မဟုတ်ချို့တခုခုအစဉ်ပြေအောင်လုပ်လိုက်ဖို့။ကျမအရက်ရှိတော့ကျမရဲ့အပြင်းမမဟုတ်ကြပါရှင်။ဟုတ်ကြပါဟုတ်ကြပါ။မင်းရဲ့အပြစ်တော့ပဲဟုတ်ပါမလဲ။လူတွေရဲ့အမြင်ကိုကမှားရွေးနေတာလေ။ဒါပေမဲ့ဘာမှလည်းအရန်ကြီးစိုးရင်ပုံပန်းမနေနဲ့အချိန်တခုရောက်သွားတဲ့အခါကျရင်တော့အရာအလုံးအစင်ပြေသွားလိမ့်မယ်တိလား။ဒီမှာ ဒီနေ့နေပြင်ဆင်ထားလိုက်ရက်ကွက်ထဲမှာရှိတဲ့အမျိုးသမီးတွေနင့်ကိုကြည့်ဖို့အတွက်လာကြလိမ့်မယ်အဲ့ဒီခါကျရင်တော့နည်းနည်းလေးခါကုန်းပြီးတော့လမ်းလျှောက်ကြလာအားလုံးကနင့်ကိုတက်မီတိုင်းဆိုပြီးတော့ခေါ်နေကြတယ်ကျမရဲ့ရက်ကိုကျမဘာဖြစ်လို့ဖုံးကွယ်ရမှာလဲအမေကျမကဘလို့ပုံစံပဲဖြစ်နေပါစေအမေသားလေးကိုယ်တိုင်ရွေးချယ်ထားတဲ့ရွေးချယ်မှုပဲလေရက်ကွက်ထဲမှာရှိတဲ့သူတွေဘာပဲပြောကျမကတော့တိတ်ပြီးတော့ဂိမ်းဆိုင်ပါဘူးဒီမှာချွေးမလေးနင်စကားပြောတာကြည့်ပြောစကားပြောတာစင်ကျင်စမ်းမှာငါနဲ့ဘာမှလာပြီးတော့ရှံဖြစ်ပြမနေနဲ့ ငါပြောတဲ့အတိုင်းပဲလုပ်ကြလားကာဂျယ်ကတော့တညအောင်အလုံးကျွေးကိုလုပ်နေခဲ့ရပါတယ်ဒါပေမဲ့အိုမာကတော့ထွေးမလေးကိုတစားကလေးမသဘောမချခဲ့ပါဘူးနေ့စဉ်နေ့တိုင်းထူဆန်တဲ့နမဲပြက်တွေနဲ့တမအကိုခေါ်ခဲ့ပါတယ်တရမှာတော့ကာဂျယ်လည်းငိုနေရှင်နဲ့သူ့ယောက်ျားအတော်ကိုတော့ပြောလိုက်ပါတယ်အတူလေကျမဒီအိမ်မှာထပ်ပြီးတော့မနေနိုင်တော့ဘူးအမေကကျမကိုဒီမှာနေလို့မရအောင်လုပ်နေတယ်။အဲဒါကြောင့်ကျမအိမ်ပြန်တော့မယ်။ရခမဖြစ်သူကတဖက်ကနေချွေးမလေးပြောနေတဲ့စကားတွေကိုကြားသွားခဲ့တဲ့အတွက်ချက်ချင်းဝင်လာပြီးပြောလိုက်ပါရဲ့။ ွားကျင်နေဆိုရင်တော့အခုတည်းကသွားကြာအိမ်ငါနေနေတဲ့အိမ်တလိပ်ဆန်ဥရှင်မဟုတ်ဘူးလူတွေကနေအရက်ကြီးကိုကြီးကျင်လို့နဲ့အတွက်ကြောင့်မလို့တကားကနေခဏခဏပြူပြဲကြည့်နေတော့ငါတဆမ်းမမကြိုက်ဘူးငါပထမတည်းကငါသားလေးကိုနင်းလို့မိမနဲ့လက်မထပ်ဖို့အတွက်ပြောခဲ့သေးတယ်ငါပြောတဲ့စကားကိုဒီအိမ်မှာဘယ်သူကနားထောင်နေကြလို့လဲတော်ပါတော့အမေရဲ့တော်ပါတော့ဘာလို့ဒီလောက်တောင်မှပြောနေရတာလဲအမေပြောတဲ့စကားတွေကြောင့်ကျွန်တော်လည်းအတော်လေးကိုစိတ်ပြတ်နေပြီသူဘယ်ကိုမှသွားစေရမလို့ဘူးဒါကသူ့ရဲ့အိမ်သူဒီမှာပဲနေနေလိမ့်မယ် အမေလည်းသူ့ကိုဘာမှပြောစရာမလိုဘူးနော်။ပုံမကလည်းမျက်နှာပြစွာနေပဲအခန်းထဲကိုဝင်သွားခဲ့ပါရီ။အရင်နေ့မှပဲသူတို့ရဲ့အိမ်ကြီးချင်းအိမ်တိုင်ကိုတခိုးဝင်ပါရီ။တခိုးတွေကတော့အဖွားကြီးရဲ့လက်ဘေးပေါ်ဓာတ်ထောက်ပြီးတော့ပြောလိုက်ပါရီ။ကဲအဖွားကြီးရေပြောပစ္စည်းတွေဘယ်မှာရှိလဲ။သူကတော့အော်ပြီးငိုနေကြတာပေါ့။လှုပ်ပါရှင်လှုပ်ပါလှုပ်ပါကျမောက်လှုပ်ပါကျမောက်လှုပ်ပါ။ကဲကြပါအောင်ရှင်ကဲကြပါအောင်ကဲကြပါအောင်ကျမောက်ကဲကြပါအောင်။ဒီလူတွေကျမောက်တတ်ပြစ်ကြတော့မယ်။ခေါ်လေအဖွားကြီးရဲ့ခေါ်ခေါ်နေကြိုက်တဲ့သူကိုခေါ်။ ဒါပေမဲ့ဒီစကားကိုအရင်ဆုံးပြောပစ္စည်းတွေကိုဘယ်မှာထားထားတာလဲ။ကာဂျယ်ကအဖွားကြီးရဲ့အတန်းကိုကြားခဲ့ရတဲ့အခါမှာချက်ချင်းပဲအပေါ်တက်ကနေခုန်တက်သွားပါရီ။သူမဂရင်းပေါ့မှန်ကနေခြောင်ကြည့်ခဲ့တဲ့အခါမှာတခိုးတွေကအဖွားကြီးရဲ့လက်ပင်ပေါ်ထားထောက်ပြီးလူရက်နေခဲ့ကြပါရီ။သူကလည်းတကားပေါက်ကနေခုန်ဝင်သွားခဲ့ပြီးတခိုးကြီးကိုအနောက်ကနေတွန်းဖယ်လိုက်ပါရီ။ပျောက်ကျသွားတဲ့အခါမှာတော့တခိုးလက်ထဲမှာကင်ထားတဲ့ဓာတ်ကလည်းရုတ်တရက်အောက်ကိုပျောက်ကျသွားခဲ့ပါရီ။ကာဂျယ်ကချက်ချင်းဓာတ်ကိုကောက်ယူပြီးတခိုးကိုတစားကန်လှုပ်ပြလိုက်ပါရီ။ သူကအပြင်မှာလဲလူတွေအားလုံးကြားသွားအောင်អော်လိုက်ပါတယ်။ကဲပြောနင့်ငါအခုဘာလုပ်ရမလဲ။ကျန်တဲ့တခိုးတွေကကဂျယ်ဘတ်ဒေါ်လာခဲ့တဲ့ခမားသူပြောလိုက်ပါတယ်။နင်တို့ထပ်ဒေါ်လာရင်သူ့လက်ပင်ကိုငါဖျက်ပစ်လိုက်မယ်။ကျန်တဲ့တခိုးတွေအကုန်လုံးကလည်းရှက်တန့်သွားကြတော့ပေါ့။ကြီးနေနဲ့ကျန်တဲ့အိမ်လေးချင်းတွေအကုန်လုံးကလည်းရောက်ရှိလာခဲ့ကြပါတော့တယ်။တခိုးတစ်ယောက်ကအမရဲ့လေပင်မှာဆွဲထားတဲ့ဆွဲချိုးကိုဖျက်ဖို့အတွက်ပြေးလာခဲ့တဲ့အချိန်မှာပဲချွေးမလေးကခြေထိုးခံလိုက်ပါရဲ့။ရက်ွက်ထဲကသူတွေရောက်ရှိလာခဲ့ပြီးနောက်မှာတော့သခိုးတွေကိုကောင်းကောင်းဆုံးမပြစ်လိုက်ကြပါတော့တဲ့။ အနေပတ်ဝန်းကျင်မှာရှိတဲ့သူတွေအကုန်လုံးကသူတို့အိမ်မှာလဲတခိုးဝင်ခဲ့ကြောင်းပြောပြကြပါရီအားလုံးကလည်းကာဂျယ်ကအရန်ကိုတတ်တီရှိလို့နဲ့အတွက်ချီကျူးခဲ့ကြတာပေါ့အမျိုးသမီးတယောက်ကလည်းဝင်ပြောပါရီကဲအိုမရေနေ့ချွေမလေးကတကယ်အရန်တော်တယ်သူ့ကိုဘလောက်ပဲချီကျူးချီကျူးနင်းနေအိုမသူတော့အလောက်ထိအရက်မရှိဘူးဆိုလို့ရှင်တော့တစ်ဖက်ကနေတစ်ဖက်ကိုခုံကူးဖို့လဲလွယ်မှာမဟုတ်ဘူးနင်းအခုချိန်မှာချွေမအရက်ရှိရှိလေးရထားတာအရန်ကန်ကောင်းနေခဏလေးတော့ရဲရဲရောက်ရှိလာခဲ့ပြီးတခိုးရေကိုဖမ်းခေါ်သွားခဲ့ပါရီ ကျေးဇူးများကြီးတင်ပါတယ်ဒီတခိုးတွေကိုအစိုးရဘက်ကနေဝရမ်းထုတ်ထားတာသူတို့ကိုဖမ်းဆီးပေးနိုင်တဲ့သူကိုငွေကြက်တသိန်းလဲစုကြီးငွေချီးမြှင့်အောင်ပါအခုခမားကသူတို့ကိုဖမ်းဆီးပေးနိုင်ခဲ့တာဆိုတော့ဒီစုကြီးငွေကိုလည်းခမားရတယ်ဒီအချိန်မှာရခမဖြစ်သူကသူမဘလောက်တောင်မှရွှင်သွားလဲဆိုတာကိုသိသွားတဲ့အတွက်နောင်ကြရသွားခဲ့ပါတယ်ဒါကြောင့်သူကလည်းချွေးမလေးကဂျယ်ကိုပြောလိုက်ပါတယ်တောင်းပါပါလေချွေးမလေးရေငါနေကိုအမြဲတမ်းပဲပြစ်တင်ဝေဖန်နေခဲ့မိရေနော်တကယ်တော့ငါကိုရိုင်းကလည်းသူများတွေပြောတဲ့စကားတွေကိုနားထောင်ခဲ့မိတာပါ ဒီနေ့အနေကအရန်ကိုကောင်းမွန်တဲ့ချွေးမတယောက်ရဲ့တာဝန်ကိုကျေပွန်ပေးခဲ့တာဆိုတော့ငါတကယ်ဝမ်းသာကုန်ရှူမိတယ်။ငါချွေးမလေးအရက်အရန်ကိုရှင်နေတဲ့အတွက်ဒီနေ့ငါဘလောက်တောင်ကုန်ရှူဝမ်းသာနေလဲဆိုတော့ကိုတော့ဘယ်သူမှသိနိုင်မှာမဟုတ်ဘူး။ဟုတ်တယ်။ကာဂျယ်ကျွန်တော်ရဲ့မိမဖြစ်နေတဲ့အတွက်ကျွန်တော်လည်းအရန်ကိုကုန်ရှူဝမ်းသာမိပါတယ်။ဒါဆိုရင်တော့မိမရေးအင်ကိုပြန်ချမယ်လေ။အခုလည်းပြောလိုက်တဲ့အချိန်မှာအားလုံးကလည်းရီမောပြော့ရွှင်စွာနဲ့ပြီးဆုံးသွားခဲ့ကြပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ ျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်